စလော့ဂိန်းတွေကိုနိုင်ခြင်းရင် ဖိုင်ထည့်ပြီးဆော့လို့ရတယ်ဆိုတဲ့အကြောင်းအရာလေးနဲ့ပတ်သက်ပြီးဒီနေ့ပလေးမှာပြောလိုက်ကြရအောင်ဟယ်လိုအားလုံးမင်္ဂလာပါပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ပလေးမှာတော့ကျွန်တော်ရဲ့ဒီပတ်ဝန်းကျင်မှာပေါ့နော်အဲစလော့ဂိန်းတွေကိုဖိုင်တဲ့ပြီးဆော့လို့ရတယ်အဲ့ဒီဖိုင်ကဝယ်ရတာဘာညာဆိုပြီးတော့အယောင်းနေတဲ့လူတွေရှိတယ် အခုလိုမျိုးဖိုင်ကိုထည့်ပြီးတော့စော့နေတဲ့လူတွေလည်းရှိရပါတော့ဒီအကြောင်းအရာလေးနဲ့ပတ်သက်ပြီးဒီနေ့ဗီဒီယိုလေးမှာကျွန်တော်အသေးစိတ်ပြောပြသွားမှာပေါ့နော်ပြီးတော့ဒီဖိုင်တွေကဘလို့အလုပ်လုပ်တာလဲအဲ့ဒီဖိုင်တွေကျွန်တော်တို့ရဲ့ဖုန်းထဲကိုထည့်ထားလို့ရှိရင် slogan ကြီးဆော့တဲ့အခါမှာတကယ်နိုင်မှာလားပေါ့နော်ဒီအရာတွေကိုတော့ဗီဒီယိုလေးပြီးသွားတဲ့အခါမှာခင်ဗျားတို့တွေကိုယ်ကပြပြသိသွားလိမ့်မယ်ပေါ့နော်ကဲဒါဆိုလို့ကျွန်တော်တို့ဒီဖိုင်ဆိုတာလေးကိုပြောလိုက်ကြရအောင် fine ဆိုတဲ့သဘောတရားကပုံမှန်တိုင်းဆိုလို့ရှိရင်တော့သူ့ကိုအဲမျိုးစားနှစ်ခုနဲ့ခွဲခြားလို့ရရပါတော့။နံပါတ်1ကကြာတော့ကျွန်တော်တို့တကယ်စစ်မှန်တဲ့ fine ပေါ့နော်။နောက်နံပါတ်2ကကြာတော့ fake ပေါ့ဗျာ။ပြီးတော့တနည်းအားဖြင့်ပြောမယ်ဆိုလို့ရှိရင်ဒီကောင် virus လို့လည်းသုံးလို့ရပါတယ်။ကဲဒါဆိုလို့ရှိရင်တော့ fine မျိုးစားနှစ်ခုရှိတဲ့ထဲကနေမှတကယ်အစစ်မှန် fine ကိုကျွန်တော်တို့အဲဘယ်လိုလဲဆိုတော့ကြည့်ကြအောင်ပေါ့နော်။ တကယ်အစစ်မှန်ဖိုင်ဆိုတာကအဲ့ဒီဖိုင်ထည့်ပြီးရင်ဆော့တဲ့အခါမှာနိုင်မယ်လို့ပြောတာမဟုတ်ဘူးပေါ့နော်ဒီဖိုင်ကိုထည့်လိုက်တဲ့အခါမှာကျွန်တော်တို့ကအဲတခါတလေနိုင်တာတွေပါရှိတယ်ပေါ့နော်အဲ့လိုနိုင်တာတွေကဘာလို့နိုင်တာလဲဆိုတော့အဲဒီလူကဆော့နေရအဲအဲ့ပုံစံမျိုးနဲ့သူတို့တွေကသူတို့ထဲမှာအဲဒီအမှတ်သားလေးတစ်ခုနဲ့ထားထားလိုက်တယ်ပေါ့နော်အဲပြီးသွားလို့ရှိရင်တော့ထုံးစံနိုင်မယ်အဲခမရတသိန်းနိုင်လို့ရှိရင်နှစ်သိန်းလောက်သူတို့ပြန်ပြီးတော့ခမရစီကပြတ်မှတ်ထားပြီးတော့ခမရပတ်စံတွေကိုပြန်ယူမှာပေါ့နော်သူရဲ့နောက်ဆုံးညီကုန်းကတော့ ခမရရဲ့ပိုက်ဆံအိတ်တွေကပိုက်ဆံတွေပါသွားပို့ပါပဲဗောနော်အဲဒါကအရင်ဗီဒီယိုမှာလည်းကျွန်တော်ပြောပြီးတာဒါကြောင့်မလို့ define ဆိုတဲ့သဘောတရားကိုကျွန်တော်ပြောပြီးတာအဲ့ဒီ file ကတော့ပုံမှန်တိုင်းဆော့တာနဲ့စာလို့ရှိရင်တော့အစောပြောလို့ပဲအဲနည်းနည်းပါးပါးလေးရလိမ့်မယ်အဲဒါပေမဲ့လည်းပြီးွားလို့ရှိရင်တော့ခမရအမျက်နဲ့သူတို့စီကထွက်လာမှာမဟုတ်ဘူးဗောနော်အဲခမရကအရှုံးနဲ့ပဲထွက်လာမှာဖြစ်ပါတယ် ဒီဖိုင်ဆိုတဲ့သဘောတရားကကျွန်တော်တို့ရဲ့ဖုန်းထဲကိုထည့်လိုက်တယ်။ Okay အဲ့ဒီဖိုင်ကိုထည့်ထားတယ်ဆိုတော့သူတို့ရဲ့ဒီ login company ကဘယ်လိုကြည့်လဲဆိုတော့အော်ဒီကောင်ကငါတို့ပေးထားတဲ့ဖိုင်ကိုသူထည့်ထားရယ်ပေါ့နော်။အဲအားဆိုလို့ရှိရင်တော့သူ့ကိုနည်းနည်းများငါတို့ပေးလိုက်မယ်။အဲပေးလိုက်ပြီးတော့သူကဒီဖိုင်ကိုဖြတ်ရင်းဖြတ်ရင်းနဲ့မှဆော့တဲ့သူပုံများလာမယ်။မှတ်လုံးပေါ့ဗျာ။အဲ့အပုံစံမျိုးနဲ့သူတို့ပုံများလာမယ်အဲ့အဲ့လိုများလာတဲ့အခါမှာဆိုလို့ရှိရင်အဲ့ငါတို့ရဲ့ဒီ game ကပို့ပြီးကျေပြန့်သွားပြီပြီးတော့ဆော့တဲ့လူတွေလည်းပုံများလာပြီဆိုလို့ရှိရင်ငါတို့အမျက်တွေပို့ထွက်လာမယ် โอเคအဲ့ဒီအတွက်ဒီနေရာမှာတယောက်နှစ်ယောက်ကိုတော့ငါတို့ပေးလိုက်မယ်ပြီးသွားရင်တော့အဲ့လူစီယာလည်းငါတို့ပြန်ရင်မယ်အဲစားကြီးတဲ့ဒီတာဂတ်တွေနဲ့ပဲတွားတာဗောနော်တေးကြတယ်ခမားကဒီဂိမ်းနှဲကနေပြီးတော့9ဘီဘယ်တော့မှထွက်လာမှာမဟုတ်ဘူးဗောနော်အဲ့ဒါကိုတော့အဲကြိုပြီးတော့တေးစားစေခြင်းနဲ့ ဒါဆိုလို့ရင်တော့အဲ့ကောင်ကို fine ကတော့အစောပြောလို့ real fine လို့ပြောတာပေါ့နော်တကယ်စစ်မှန်တဲ့ fine ကိုပြောတာပါ။နောက်မစစ်မှန်တဲ့ fine ကဘာလဲဆိုတော့အဲဒီ fine တက်ပြီးသွားလို့ရှင်တော့ခမရရဲ့ KB တွေအဲပြီးသွားလို့ရှင်ခမရရဲ့ bank account တွေအဲပြီးသွားလို့ရှင်တခြားပေါ့နော်ခမရ social media platform account တွေအားလုံးအဲ့ဒီလူရဲ့လက်ထက်ကိုရောက်နေပါတယ်။တနည်းအားဖြင့်ပြောမယ်ဆိုလို့ရှင်ဒီ fine က virus တစ်ခုပါပဲပေါ့နော်။ အဲတချို့ဟက်ကာတွေဆိုလို့ရှိရင်အခုလို virus ပိုင်းတွေတခုကျွန်တော်တို့ရဲ့ဖုန်းတွေကိုရောက်ဖို့အတွက်တို့မနေစူးစမ်းရတယ်ဗောနော် Telegram လောနေရာမျိုးက link နေပို့တာတွေ file သေးသေးလေးပို့တာတွေဓာတ်ပုံလေးတွေပို့တာတွေအစားရှိတဲ့နေရာတွေမှာကျွန်တော်တို့ရဲ့ဖုန်းတွေကို define ရောက်နိုင်တယ်အဲ့လိုမဟုတ်ဘဲနဲ့ဒါကို slogan ထဲမှာ ဆော့တဲ့အခါမှာဟတ်ဆော့လို့ရတဲ့ဖိုင်ဆိုပြီးတော့ကျွန်တော်တို့ကိုထည့်ပေးလိုက်မယ်ဆိုလို့ရှိရင်ဒီကောင်ကအစွားပြောလို့ဒီ fake ဖိုင်ဖြစ်နေမှာဆိုလို့ရှိရင်တော့အဲခင်ဗျားရဲ့ဓာတ်ပုံတွေဗီဒီယိုတွေအဲပြုဝင်ခင်ဗျားဆိုရှယ်မီဒီယာ Facebook TikTok Twitter အစရှိတဲ့အကောင့်တွေအားလုံးလည်းသူ့ရဲ့လက်ထဲကိုရောက်သွားနိုင်တယ်။ဒါအပြင်ကိုခင်ဗျားရဲ့ ban account တွေအားလုံးမှာဒုက္ခရောက်နိုင်မှာပေါ့နော်။ဒါကြောင့်မလို့ကျွန်တော်တို့ရဲ့ဖုန်းထဲကို unknown file ပေါ့နော်။ sources ကဘယ်ကနေဘလို့ create လုပ်တာမှမသိတဲ့ဖိုင်တစ်ခုကျွန်တော်တို့ဖုန်းထဲကို install လုပ်ပြီး download ပြီးထည့်တယ်ဆိုကြတဲ့က အဲခင်ဗျားကတော်တော်လေးကိုမယူရဆန်တယ်လို့ပြောလို့ရပါတယ်။ဒါကြောင့်မလို့အဲဒီ slogan နဲ့ပတ်သက်လို့ရှိရင်စစ်မှန်နှစ်ဖိုင်ပဲဖြစ်နေနေ fake ဖိုင်ပဲဖြစ်နေနေခင်ဗျားတို့အကျိုးကျေးဇူးတစ်ခုမှမရှိပါဘူးပေါ့နော်။ပြီးတော့ဒီဖိုင်တွေကအဲကျွန်တော်တို့တွေအလကားရတာလည်းမဟုတ်ဘူး။အဲအဲ့လိုမျိုး fan တွေကိုရောင်းစားတဲ့လူတွေရှိရပေါ့နော်။အဲသူတို့တွေကပတ်ဆိုင်တဲ့ငွေကြေးနဲ့ကျွန်တော်တို့ကိုပြန်ရောင်းစားတာဖြစ်တယ်။အစောပြောလို့တကယ်စစ်မှန်တဲ့ဖိုင်ဆိုလို့ရှိရင်တော့ခင်ဗျားအစာပိုင်းမှာဆော့တာနိုင်တဲ့ပုံစံမျိုးကြီးတော့ပြလိမ့်မယ်ပေါ့နော် လူတိုင်းကတော့လောဘကိုရက်တက်နိုင်တယ်လို့မရှိဘူးဗျဒါကအမှန်ပဲနော်ဘယ်သူမှလောဘကိုထိန်းသိမ်းလို့မရဘူးအဲ့ဒါဖြစ်တဲ့အတွက်ကျွန်တော်တို့နေ့စဉ်နဲ့အမျှရှာဖွေစားတောင်းနေရပါဘောနော်အဲဒီတဲလေးနဲ့နေတဲ့လူကလည်းတိုက်ကြီးနဲ့နေကျင်တိုက်နဲ့နေတဲ့လူကလည်းအဲထပ်ပြီးမြင်မားနဲ့တိုက်နဲ့ပို့ပြီးနေကျင်တာဘောနော်ဒါကလူတွေရဲ့တဘာဝဖြစ်တယ်ဒါကြောင့်မလို့လောဘကိုမတတ်နိုင်တဲ့လူတွေဖြစ်တဲ့အတွက်အဲကျွန်တော်တို့တွေခုလို slogan ဆော့တဲ့အခါမှာလည်းကျွန်တော်သိန်း90ပုံပေးလိုက်တယ်ဆိုရင်တေချာပေါ့အဲ့ဒီသိန်း90ကိုကျွန်တော်တို့တွေ ထက်လိုက်နေမှာပဲဗောနော် အခုလိုမျိုးကျွန်တော်တို့ကိုမတ်လုံးနေပေးပြီးတော့အဲသူတို့ရဲ့သားကောင်ဖြစ်တားကတ်ထားပြီးရွေးချယ်ကြရဗောနော်အဲ့လိုရွေးချယ်တဲ့အထက်မှာအလွယ်ကူဆုံးနိုင်ငံနဲ့လှည့်စားဆုံးအလွယ်ကူဆုံးနိုင်ငံကတော့ကျွန်တော်တို့မြန်မာနိုင်ငံပါဝင်နေတယ်ဗောနော်တကယ်တမ်းတော့အဲ့ဒီ slogan တွေကဘယ်မှာလဲဆိုတော့ကမ္ဘောဒီးယားမှာတွင်တွင်ကျကျအအများသောအဖြစ်ကျေပြန့်တာဗောနော်ဒါပေမဲ့လည်းအခုနောက်ပိုင်းမှာမြန်မာနိုင်ငံကသူတို့တက်တောင်ပုံများလာပြီလို့ဆိုလို့ရပါတယ်ဗောနော် ဒါကြောင့်မလို့ကျွန်တော်တို့တွေအခုလိုမျိုး knowledge တွေရှိထားမှဆိုလို့ရှိရင်တော့တို့လဲသားလို့ရမှာမဟုတ်တလို့အကျွန်တော်တို့ရဲ့စီးပွားရေးလည်းပြည့်စည်သွားမှာမဟုတ်ပါဘူးပေါ့နော်ပြီးတော့အခုလိုမျိုး slogan တွေဆွဲသွားတာတွေ slogan တွေစောကျင်နေဖြစ်လာအောင်နေကဘလို့တွေစခဲ့တာလဲဆိုလို့ရှိရင်အရင်ပြီးတွေမှာပြောခဲ့သလိုပဲခမရဲ့ပတ်ဝန်းကျင်ကနေစခဲ့တာပေါ့နော်အဲခမရဲ့ပတ်ဝန်းကျင်မှာရှိခမတဲ့ငွေရင်းတွေကတို့တို့ဘလောက်နိုင်နေအစရှိတဲ့ຢာရင်ခမကိုအဲပြောခဲ့တဲ့အတွက်ခမကလည်း like sign in sign in နဲ့ဒီလောကကမထွက်နိုင်တဲ့ပုံစံမျိုးဖြစ်သွားတာ ဒါကြောင့်မလို့ကျွန်တော်တို့ slogan ကိုအစကနေပြန်ပြီးစဉ်းစားကြည့်လိုက်မယ်ဆိုလို့ရှိရင်ခမရဘဝတဲ့တောက်လျှောက်ကောင်းကျိုးမပေးခဲ့တဲ့ game ဖြစ်ပါတယ်။ခမရရဲ့မိသားစုခမရရဲ့နှွေးထွေးသားရတဲ့ဘဝခမရရဲ့လုပ်ငန်းဝင်အစရှိတဲ့ຢာတဲ့အားလုံးကိုလည်းခမရလစ်လျူရှုခဲ့တာကြာပြီပေါ့နော်။ဒါကြောင့်မလို့ဒီຢာတွေအားလုံးကိုလည်းအကောင်းဆုံးဖြစ်အောင်ဖန်တီးဖို့အချိန်တန်ပါပြီပေါ့နော်။ပြီးသွားတော့ဒီ slogan ဆောတဲ့လူအများစုကငွေတွေကိုတန်ဝန်းမထားကြပါဘူး။ slogan မှာကျွန်တော်တို့တွေအများဆုံးငွေ30လောက်ရထားဘူးတဲ့လူတယောက်က ူရဲ့ရှေ့မှာ9သိန်းလောက်ပုံပြနေလို့ရှိရင်လေလူတောင်ငွေလို့ထင်မှာမဟုတ်တော့ဘူးပေါ့နော်။အပေါ်လဲဆိုတော့ဒီစလော့ကင်းကရတဲ့ငွေဆိုလို့ရှိဥမာဒီတစ်ခေါက်သိန်း20ရတယ်ဆိုရင်အဲနောက်တစ်ခေါက်15သိန်းလောက်ကသူ့အတွက်ကအရန်ကိုမပြောပါတော့ဘူး။အဲ့ထက်ပိုများတဲ့ငွေမောင်ရမလားရမလားပဲသူလိုက်တယ်ပေါ့နော်။တကယ်တမ်းက15သိန်းနဲ့ငွေပါပဲ။9သိန်းနဲ့ငွေပါပဲပေါ့နော်။အဲ့လိုပုံစံမျိုးသူတို့မှထားနိုင်တဲ့ ဒီအတွေးခေါ်တွေမရှိတော့ဘူးဒါကလည်းဘာလို့ဆိုလို့ရှိရင်အဲသူ့ကိုအစောပြောလို့အဲတိန်း20ဆိုတဲ့မလုံးနဲ့ဖုံးလိုက်တဲ့အတွက်အဲအဲ့ဒီအောက်မှာရှိတဲ့ amount နဲ့အားလုံးကိုသူ့မျက်လုံးထဲမှာအ ညာတယ်လို့ तू မမြင်တော့တာဗောနော်ဒါကလည်းလူတွေရဲ့တဘာဝပါသူ့ကိုတော့အပြစ်ပြောလို့မရပါဘူးအဲဒါကြောင့်မလို့ကျွန်တော်ခြုံပြီးပြောလိုက်မှဆိုလို့ရှိရင် slogan တွေကတကယ်ကိုမစော့တဲ့နဲ့အရာပါဗောနော်အရင်တော့ဆိုတခြားနိုင်ငံမှာလာကျယ်ပြန့်ခဲ့ပြီးတော့ခုကျွန်တော်နိုင်ငံကလူတွေစီကိုတာကတ်ထားနေပါတယ်ဗောနော်ဒီအကြောင်းအရာလေးတွေကိုလည်းခင်ဗျားတို့ပတ်ဝန်းကျင်မှာရှိတဲ့ကိုယ့်ရဲ့ဆွေမျိုးအတိုင်းအဝန်းတွေကိုလည်း share ပေးလို့ရပါတယ် slogan က hat ဆော်တာပဲဖြစ်နေနေအဲအစောပြောလို့ဒီ fine ထဲဆော်တာပဲဖြစ်နေနေအားလုံးကစစ်မှန်ခဲ့တယ်ဆိုရင်တောင်မှပဲ ်ခမရရဲ့အကောက်ထဲကပိုက်ဆံနေခမရရဲ့ပိုက်ဆံရတဲ့ပတ်ဆံနေအားလုံးကိုသူ့ရဲ့ဘန်အကောက်ထဲကိုပြန်ပြီးလွှဲထားတဲ့စနစ်ပါပဲပေါ့နော်ဒါကြောင့်မလို့အဲကျွန်တော်တို့ဆလောက်ခဲနေကိုအခုချိန်အားစပြီးတော့မဆော့နိုင်အောင်ထိမ့်သိမ့်ပါပေါ့နော်အခုလိုဗီဒီယိုလေးတွေများများကြည့်ပါ YouTube မှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီဆလောက်ခဲနေကိုမဆော့ဖို့အတွက်တင်ပေးတဲ့ content creator တွေတော်တော်များပါတယ်ပေါ့နော်အဲဒီကြားထဲမှာကျွန်တော်တခုပြောချင်တာကတချို့သရုပ်ဆောင်တွေဆိုလို့ရှိရင်လဲအဲခုလိုမျိုးငွေပတ်စံကိုမတ်ပြီးတော့ အဲသူတို့တွေကြော်ညာတွေလက်ခံပြီးတော့ကြော်ညာနေရပေါ့နော်ဒါတွေအားလုံးကလည်းလုံးဝကို neglect လုပ်တဲ့နဲ့အတားရပါပေါ့နော်တချို့ creator ဆိုလို့ရှိရင်လည်းဒီခိုင်းနေကို short ဖို့အတွက်မနှဲပြောကြရပေါ့နော်ဒီလိုတွေအားလုံးဆိုလို့ရှိရင်တော့ကျွန်တော်တို့တွေ neglect လုပ်လိုက်တာကောင်းပါတယ်ပြီးွားတော့အဲကိုတရာတဲ့ငကလေးလောက်တာမဟုတ်ဘဲနဲ့ကိုရဲ့ပောင်းကြီးမှာရှိတဲ့လူတွေအားလုံးလည်းဒီလူကြီးကဆလော့ကင်းနေကြော်ညာတဲ့အတားကြီးပါကွာတရုတ်ဆောင်ကြီးပါကွာအခုလောက်ကောင်မျိုးကငွေရရင်ဘာမှမစလို့မှာပဲမကောင်းနိုင်အသိနေရတော့မှပဲသူဘာလို့ ကြော်ညာပေးနေရလဲသူတို့ကြော်ညာလို့ရှိရင် live show မဲ့လူတွေရှိတာကို तू မသိဘူးလားအဲ့လူတွေဆင်းရဲသွားမှာသူတို့တွေလိုလားလားအစားရှိတဲ့ຢာရင်ねဒီလူတွေကိုကျွန်တော်တို့တွေစွာပြလို့စန့်ကျင်လို့ရရပေါ့နော်ဒီအတွေးလေးတွေကျွန်တော်တို့ရဲ့ခေါင်းထဲမှာရောက်ပါစေဘာလို့လဲဆိုတော့အခုလိုမျိုးအတာတွေကရှေ့ကနေပြီးတော့လမ်းခင်းပေးတာပဲဖြစ်နေနေအဲလမ်းကြောင်းပြပေးတာပဲဖြစ်နေနေသူတို့အားပေးတဲ့သူတို့ရဲ့ပရိသတ်တွေအားလုံးက သူတို့အားပေးတဲ့တရုတ်ဆောင်တယောက်ကစော်ခိုင်းနေဆိုလို့ရှိရင်တော့အနည်းနဲ့များလူစေရောက်မှ၂ရောက်လောက်တော့စော့ဖို့များလိမ့်မယ်။အဲဒါကြောင့်မလို့ကျွန်တော်တို့တွေအဲသူတို့စော်ခိုင်းတဲ့လဲကျွန်တော်တို့စော့လို့မရပါဘူး။သူတို့ချီစားခိုင်းရင်ကျွန်တော်တို့စားမှလာပေါ့နော်။အဲကျွန်တော်တို့မစားပါဘူး။ဘာလို့မစားရလဲဆိုလို့ရှိရင်ကျွန်တော်တို့မှာအုံနောက်လေးတစ်ခုရှိတယ်။ချီဆိုတာမစားမယ့်အရာဆိုတော့အတွေးလေးတစ်ခုရှိတဲ့အတွက်ကျွန်တော်တို့တွေမစားဘူး။အဲ့လိုပဲစလော့ကင်းဆိုတာလဲမစော့တဲ့အရာလို့တာခေါင်းထဲကိုရိုက်ထည့်လိုက်ပါ။ဒါဆိုလို့ရှိရင်ခင်ဗျားစော့ကြမှာမဟုတ်တော့ပါဘူးပေါ့နော်။ โอเคဒီနေ့ဗီဒီယိုလေးကတော့ကျွန်တော်တို့ slogan ကိုဖိုင်ထည့်ပြီးဆော့လဲရှုံးမှာပါပဲဆိုတဲ့အကြောင်းအရာလေးနဲ့ပြောပြရင်းနဲ့အဲဒီနေ့ဗီဒီယိုလေးကိုလည်းကျွန်တော်အဆုံးသတ်ခဲ့ပါတယ်။နောက်နောက်မဲ့ဗီဒီယိုလေးမှာလည်းအခုလိုနေပညာနဲ့ပတ်သက်တဲ့အကြောင်းအရာလေးတွေခမောက်တဲ့ဘဝသုဒ္ဓရရမယ်တဲ့အကြောင်းအရာလေးတွေနဲ့အဲလာမဲ့တောက်ကြံနေမှာအားလုံးနဲ့ပြန်တွေ့ကြပါတယ်။ထုံးစံတိုင်းကျွန်တော်ကတော့ modern techno ပါ။